ဝိုင်းဝိုင်းအော်ဒီယိုပေါ့ channel ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရာလောကဇာလံကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးဆရာ အက္ခစောရေးသားထားတဲ့သုံးမကြီးတော်ပြင်းနဲ့မေတော်တော်ပြင်းဆိုတဲ့ဇာလံလေးရဲ့စာစဉ်တရားသုံးကို ပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။ နားမစင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဒီနောက်မှာရှိတဲ့ notify bell လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပင်စတင်လိုက်ပါပြီ။မယမေးကမြိုင်းသာမျိုးလေမှာရှိတဲ့ညောင်ပင်ကြီးတပင်အောင်မှာတယောက်ထဲထိုင်နေကသွားလာလှုပ်ရှားနေကြတဲ့သူအများပြားကိုငေးကြည့်နေမိရဲ့။ဒီခိုက်မှာမယမေးရဲ့ဝမ်းပိုက်ထဲမှာတကြုံကြုံနဲ့စာလောင်လာပါတယ်။ ။လေယမေးဟာကိုယ့်ရဲ့ဝမ်းပိုက်ကိုပြန်ကြည့်ပြီးတော့ငါဒီလိုမစားလောင်ခဲ့တာနှစ်ပေါင်းဘလောက်တောင်ကြာခဲ့ပြီလဲ။မေယမေးကရေရွတ်လိုက်ရင်းနဲ့ထိုင်နေရာကနေထားကလမ်းလျှောက်လာခဲ့တာ။မကြခင်အချိန်မှာကုကူပင်ကြီးအောက်မှာအဖီဆွဲပြီးတော့ဖွင့်လစ်ထားတဲ့မုံလတ်တုတ်ဆိုင်တစ်ခုနာကို ရောက်လာခဲ့တယ်။မုံလတ်တုတ်ဆိုင်မှာလူစီကားလာပြီးတော့ဟင်းရည်နဲ့မွေ့မွေ့လေးကြောင့်မေယမေးကအလွန်ပိုက်စားလာခဲ့တယ်။ဒီလိုနဲ့မုံလတ်တုတ်ဆိုင်မှာဝင်ထိုင်က မုံလတ်တုတ်တပွဲကိုမှာစားလိုက်တယ်။ စားတော့ပြီးရဲ့အခါမှာဗိုက်ပြေသွားတယ်လို့ခံစားလိုက်ရတယ်။စားပြီးတော့ပြီးရင်လည်းပတ်စံပြီးမုံလက်တော့ရောင်းတဲ့မိမကြီးအားစုံတယောက်ဖြစ်မှမယမင်းတိလိုက်တယ်။အောင်မာငါဘာတူလဲဆိုတာနင်သိတယ်မဟုတ်လား။သိတယ်လေ။ရှင်ကမဲတော်ပြုတ်ယမင်းမဟုတ်လား။မယမင်းကဒေါသထွက်သွားကသိရင်လည်းငါ့ကိုပတ်စံမတောင်းနဲ့လေ။မုံလက်တော့ရောင်းတဲ့မိမကြီးအားမျက်နှာအားချီမိုးပြီးတော့အလိုတော်လူမှန်ရင်ကိုစားတဲ့လောက်ကိုငွေပေးရမှာပေါ့။ ကျုပ်ကဈေးရောက်နေတာအလူလုံနေရမဟုတ်ဘူး။ရှင်စားခဲ့တဲ့တံပိုးအတွက်ရှင်ပေးချေရမယ်။အောက်မှာညီရမြန်ရရဆက်ဆာငါ့ကိုအော်ဟစ်ပြီးပြောရဲသလား။ညီကိုငါလှုပ်လိုက်ရင်ညီသေသွားမယ်သိရဲ့လား။လှုပ်ကြည့်လိုက်စမ်းပါမေယမင်းရဲ့။ရှင်ကအခုချိန်မှာဘာမှမဟုတ်တော့ရှင်ကျုပ်သားကိုထိရဲ့ရင်ထိကြည့်လိုက်စမ်း။ရှင်ထိလို့ကတော့ကျုပ်ရှေ့ကိုကောင်းစီမှာတိုင်မယ်။မဲတော့ဒေါ်ပြင်းနဲ့တိုင်ရလိမ့်မယ်။မေယမင်းကတောက်တစ်ချက်ခောက်လိုက်တယ်။ အဲ့ဒီအချိန်မှာအကျွေးပြားစီလေးတစ်စီမှာလေးဘောကိုပြန်ဝဲလာပြီးတော့ဆိုင်ခုံပေါ်ကိုကျသွားတယ်။အကျွေးပြားပြစ်လိုက်တဲ့လူကိုကြည့်လိုက်တဲ့အခါရာဂူးဖြစ်နေတယ်။သူစားတဲ့အဖိုးခါအတွက်ကြုတ်ရှင်းပေးပါရစေ။မိမကြီးကထိုင်ခုံပေါ်မှာကျနေတဲ့အကျွေးစီကိုကောက်ယူလိုက်ပြီးတော့မေယမင်းစားထားတဲ့ပုဂံတွေကိုတင်ဆက်လိုက်တယ်။ရာဂူးဟာပီတီတီမျက်နှာထားနဲ့မုန်လက်တော့စားဖို့အကျွေးလေးတောင်မှခမည်းစီမှ မရှိတော့ဘူးလားမေယမင်း မယမေးကဘာမှမပြောနိုင်တော့ဘဲနဲ့အဲ့ဒီနေရာကနေခြေလမ်းကျဲကြီးနဲ့ထွက်ခွာသွားတယ်။တချင်ရကမဲတော်ဖြစ်ခဲ့ပြီးတော့မောက်မာခဲ့ပေမဲ့လေအခုတော့တာမန်လူတဦးဖြစ်ကြဆင်းသွားခဲ့တာမို့မယမင်းတရားစိတ်သက်တည်ကြဆင်းနေကခေါင်းငိုက်ဆိုင်ရင်လမ်းလျှောက်နေမိရဲ့မယမင်းအနောက်ခက်လန်းလန်းမှာရာကူကတော့စီးတံတောင်းရင်လိုက်ပါလာတယ်။ဘလို့လဲမယမင်းရဲ့ရှုံးနေမှုရဲ့အရာသာခါတက်တယ်မဟုတ်လား။မယမင်းကဘာမှမပြောဘဲနဲ့ဆက်လျှောက်နေတယ် ခမရကိုကိုကိုတိတ်အထင်ကြီးလို့နာကိုအစိုးရကြီးကျုပ်ရဲ့ကမ်းလန်းချက်ကိုလက်ခံလိုက်ခမရဒီလိုဖြစ်မှာမဟုတ်ဘူးရှင်ကျုပ်ကိုလာပြီးခနဲ့နေရလားရာကူမဟုတ်ပါဘူးကျုပ်ပြောချင်တာကျုပ်ရဲ့ကမ်းလန်းချက်ကိုခမရအခုလက်ခံလို့လည်းနောက်မကျသေးပါဘူးရာကူရဲ့စကားကိုကြားလိုက်တဲ့အခါမေယမေရဲ့ခြေနံတွေတုန်ကနေရပ်တန့်သွားတယ်အခုကျုပ်တောင်းဆိုတာကိုလက်ခံမယ်ဆိုရင်ခမရမဲတော့ပြန်ဖြစ်နိုင်ပါသေးတယ်ဒီအခါမေယမေကတဟားဟားနဲ့ရီမောလိုက်တယ် အကုန်ပြီးသွားပြီလေရာကူရဲ့မင်းခုကူညီလို့လဲငါမဲတော့ပြန်ဖြစ်လာနိုင်မှာမှမဟုတ်တာပဲမပြီးသေးပါဘူးဗျာကျုပ်နာမည်ရာကူပါဗျာကျုပ်ကြံရင်မဖြစ်ဘူးဆိုတာမရှိပါဘူးမေယမေးကရာကူဘက်ကိုလှည့်လိုက်ကဒါဆိုမင်းတောင်းဆိုတဲ့အတိုင်းလက်ခံလိုက်ရင်ငါမဲတော့ပြန်ပြီးတော့ဖြစ်နိုင်သေးတယ်ပေါ့ဟုတ်လားအမှန်ပေါ့ဗျာဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲရာကူမေပြင်းကငါ့ကိုအနိုင်ယူပြီးမဲတော့ဖြစ်သွားပြီလေ ငါမဲပြင်းကိုပြန်ပြီးတော့ရှင်ပြိုင်ပြီးမဲတော့အဖြစ်ပြန်လူယူရအောင်ပါလားခတ်တုံးတုံးတွေးတွေရှိရဲ့သူကတော့အဲ့လိုပဲတွေးမှာပဲမဲရမင်းရဲ့ကဲပါခမားနားလည်အောင်အရေးမွဲ့ပေးရမယ်ဆိုရင်အခုမဲပြင်းကမဲတော့ဖြစ်သွားတယ်ဆိုပေမဲ့နန်းတက်ပွဲမကျင်းပါရသေးဘူးပြီးတော့ကောင်စီကလည်းသူ့ကိုမဲတော့ဖြစ်တရားဝင်အတိမတ်မပြုရသေးဘူးအဲအကြောင်းမဲပြင်းရဲ့မဲတော့ရာထူးကအတိတကျမဖြစ်သေးဘူးဒါနဲ့ပဲသူ့ကိုမဲတော့ရဲ့တလွန်ပေါ်ကနေမောင်းချနိုင်လိမ့်မယ်လို့ထင်လို့လား မထင်ပါဘူးဒီလိုအတီတကြမဖြစ်သေးတဲ့အချိန်မှာခမရသူ့ကိုစိန်ခေါ်ရမယ်မဖြစ်နိုင်ဘူးရာကူအခုလက်ရှိငါ့ဆွမ်းနဲ့သူ့ကိုအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးဖြစ်နိုင်ပါတယ်ခမရမဲပြင်းနဲ့တိုက်ပင်မဲနိုင်ကိုနိုင်ရပါစေမယ်ကျုပ်ကမနိုင်မဲ့ပွဲကိုမစီစဉ်ပါဘူးဗျမဲရမင်းကမျက်လုံးတွေအယောင်လက်သွားတယ်ဒါဆိုမင်းကဘာလို့လိုချင်တာလဲမဲရောစီကအတိမတ်ပြုတ်မှုလေးတစ်ခုပေါ့ ရာဂူကစေးတံကိုတစ်ချက်ဖွာလိုက်ကမိခိုးငွေတွေကိုမှုတ်ထုံရင်အရှိအရက်ကိုမဲတော်ကိုယ်တိုင်မအုပ်ချုပ်ပဲမဲတော်ပါဝင်တဲ့ကောင်စီကအုပ်ချုပ်ရမယ်ဆိုတဲ့အချက်ကလေးကိုအနဲ့ရောင်ပရပိုက်ထဲမှာရေးသားပေးဖို့ပါပဲမင်းတောင်းဆိုတာတိတ်လွန်သွားပြီလို့မထင်ဘူးလားဟိုးပကံခစ်ကလေးကနယ်လေးရက်ကိုမဲတော်လေးပါခွဲပြီးတော့အုပ်ချုပ်စေခဲ့တာမဟုတ်လားမင်းရဲ့လက်ကြတော့မှအရှိအရက်ကိုကောင်စီကအုပ်ချုပ်မယ်တယ်လားကောင်စီတီးတတ်မဟုတ်ပါဘူးမဲတော်ရဲ့အရှိမဲတော်ပါဝင်တဲ့ကောင်စီပါ ဒါဘလို့လောက်ပြီးတော့ဖြစ်နိုင်မှာလဲဒါဆိုရင်တော့ခမည်းလဲမဲတော့ပြန်မလုံနဲ့တော့ပေါ့ဗျာရာကူကတစ်ချက်ရီလိုက်ပြီးတော့အနောက်ကိုလှည့်ထွက်သွားလိုက်တယ်နေုံရာကူတကယ်ပဲငါမဲတော့ပြန်ဖြစ်နိုင်သလားကောင်စီကကြောက်လက်ထဲမှာပါပြီးတော့မြိုင်သားမျိုးစုံနေအားလုံးကလည်းကြောက်ရဲ့လက်ခုပ်ထဲမှာပါမဲတော့ရဲ့မဲတော်ကအာနာစွန့်ထားလို့မဲတော်ရဲ့အာနာအရရက်ကိုကောင်စီကထိမ့်ချုပ်ထားတယ်မဟုတ်လားမဲရမေးဟာချိန်နဲ့စွာပြုံးလိုက်တာ ဒါဆိုငါဘာလုပ်ပေးရမှာလဲခမားသာကျုပ်ရဲ့တောင်းဆိုချက်ကိုလိုက်ရောတယ်ဆိုရင်ခမားအခုပဲမြိုင်တာမြို့ကိုပြန်ရမယ်မယ်ပြင်းကိုလူပုံလဲမှာစိန်ခေါ်လိုက်ရုံပဲပြီးရင်ကျုပ်စီစဉ်ထားတဲ့ပညာပြိုင်ပွဲကိုခမားတက်ရောက်ပြီးတော့မယ်ပြင်းကိုအနိုင်ယူလိုက်ရုံပါပဲတေချာသလားရာကူအားလုံးကိုကျုပ်စီစဉ်ပြီးသားပါခမားကတိစကားတခွန်ပေးလိုက်ရုံပါပဲမယ်ရမင်းကခေါင်းငိတ်လိုက်ကောင်းပြီငါမင်းကိုကတိပေးတယ် ငါသာမဲတော်ပြန်ဖြစ်ရင်မင်းလိုချင်တဲ့အရာအတိုင်းဖြစ်စေရမယ်။ဒါဆိုကျုပ်သဘောတူလိုက်ပြီလို့ပဲယူဆလိုက်ပါ။မင်းသာမင်းရဲ့စကားတီးပါစေရာကူ။ရာကူနဲ့မေယမင်းတို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့နှစ်နှစ်ရှစ်ရှစ်ပြုံးကြည့်လိုက်ကြတယ်။မေပြင်းတို့နေထိုင်တဲ့မေတော်ရဲ့နန်းဆောင်ကြီးစီမှာရီမောတန်နေနဲ့စီကားလိုနေတယ်။ဒီနေ့မနက်မှာနန်းတက်ပွဲကျင်းပမှမို့ဆုံးကဝေတွေရောက်ရှိနေကြကမေပြင်းကိုချီးကျူးထောမနာပြုကြတယ်။ ဒီခိုက်မှာဘေရာကြီးကမေပြင်းရဲ့အနီကိုတိုးကပ်လာကမေပြင်းကျုပ်စိုးရိမ်နေတာတခုရှိပါတယ်။မင်းငါ့ကိုဘလို့ခေါ်လိုက်တာလဲဘေရာကြီး။ငါအခုတာမန်မေပြင်းမဟုတ်တော့ဘူးဆိုတာမင်းသိရဲ့လား။ဘာလဲ။မင်းကငါနဲ့ခင်မင်နေဆိုပြီးငါလိုမဲတော့တယောက်ကိုလူကြားထဲမှာထိတ်ပုတ်ကောင်းပုတ်လှုပ်ချင်တာလား။မေပြင်းကအတန်ကြကြဲနဲ့ပြောဆိုလိုက်တာကြောင့်နန်းဆောင်တွင်းမှာရှိတဲ့သူတွေအားလုံးကမေပြင်းနဲ့ဘေရာကြီးကိုဝိုင်းအောင်ကြည့်လိုက်ကြတယ်။ အခုချိန်မှာမယ်တော်ရီမယ်ပြင်းနေခေါ်နေတာကိုလိုက်ပြီးခန်းစားနေရမယ့်အချိန်မဟုတ်ဘူးမယ်ပြင်းဟဲ့ဗေဒာကြီးမင်းကပြောလေကဲလေပါပဲလားမင်းရဲ့အသက်ရွယ်လေးနဲ့ငါ့ကိုမယ်ပြင်းလို့ခေါ်တာကိုငါကသီးခံပေးခဲ့တယ်တောင်းမင်းကရောင်းတက်ပြီးတော့အခုငါကမယ်တော်တယောက်ဖြစ်နေတာရောမင်းကငါ့ကိုမယ်ပြင်းလို့ပဲခေါ်ချင်သေးရပေါ့လေပါလေမင်းကငါ့ကိုကူညီခဲ့ဘူးတဲ့မင်းရဲ့ကျေးဇူးတွေရှိခဲ့ဘူးတဲ့ဆိုပြီးတော့ငါ့ကိုလူပုံလေးမှာတမင်တီလို့ခေါ်တာမဟုတ်လား နန်းဆောင်ရဲ့အတွင်မေပြင်းရဲ့အော်တန်ကကြဲလောင်စွာထွက်ပေါ်လာတယ်။ကျန်တဲ့သူတွေကလည်းငြိမ်ကုပ်သွားကြတယ်။ဗီဒါကြီးကလူအများရှိမှအော်ခံလိုက်ကြတာကြောင့်ရှက်သွားတယ်လို့မေပြင်းရဲ့အပေါ်လည်းဒေါသထွက်မိသွားတယ်။အာနာလူတယောက်ကိုပြောင်းလဲစေတယ်ဆိုတာသိမှန်တာပဲမေပြင်းရဲ့။ဒါပေမဲ့ကျမကတော့အမှန်တရားကိုပဲပြောမယ်။ရှင်ကမေတော်နန်းဆောင်မှာနေမေတော်ထိုင်တလုံးပေါ်မှာထိုင်ပြီးတော့မေတော်ခေါင်းဆောင်ကိုစောင်းထားပေမဲ့ရှင်ကအခုအချိန်ထိမေတော်မဖြစ်သေးဘူး။ ဗေဒာကြီးမင်းကပြောလေကဲလေလဲမလုံနဲ့နော်မလုံပါဘူးကျမအမှန်တရားကိုပြောတာအရင်အရှိမေတော်ကသူ့ရဲ့မေတော်အာနာကိုဆုံးကောင်းစီစီကိုစွန့်ပေးခဲ့တယ်အဲအကြောင်းမေတော်ရဲ့အာနာတည်မြဲမှုမတည်မြဲမှုဟာကောင်းစီနဲ့အများကြီးသက်ဆိုင်နေကောင်းစီရရှင်ကိုအတိမတ်မပြုတ်သေး၍ရှင်ရမေတော်ဖြစ်နေတရားဝင်မဖြစ်သေးဘူးဘာဆိုင်လို့လဲဗေဒာကြီးရဲ့အခုငါဒီမြို့တမြို့လုံးကလူတွေအရှိမမေတော်ကိုအနိုင်ယူခဲ့ပြီးပြီပဲမေတော်ကိုနိုင်တဲ့သူဟာမေတော်ဖြစ်ရမယ်ဆိုတာထုံးစံပဲမဟုတ်လား အဲ့ဒီထုံးစံကမေယမင်းတော့ကမှန်ပေမဲ့အခုမမှန်တော့ဘူးအရင်ဆုံးအခုလိုနန်းဆောင်မှာစားတောက်ပြောပါနေရတဲ့ကောင်းစီအမြန်ခေါ်ပြီးတော့အတိမတ်ပြုဖို့ကပိုရေးကြီးရဲ့တောဆက်မှာဗေဒာကြီးဟာမင်းလဲရာကူးလိုပဲကောင်းစီကောင်းစီနဲ့အာအရှိဒီစကားပဲပြောနေရပဲငါအဲ့ဒီကောင်းစီဆိုတာကိုကြောက်နေမယ်လို့ထင်သလားမေယမင်းကသူ့အာနာရီကိုကောင်းစီလက်ထဲစွန့်ခဲ့ပေမဲ့ငါလက်ထဲမှာတော့ဒီအာနာရီကိုအကုန်ပြန်ယူပြမယ် ကြအပြင်ကောင်းစီရဲ့ထိန်းချုပ်မှုကိုလည်းငါဖျက်သိမ်းပြမယ်။ရှင်ဒီလိုလုံးလို့မရဘူးလေ။ရာကူတို့ကကောင်းစီကိုနှစ်ပေါင်းများစွာအခြေကျအောင်လို့တိဆောက်ထားခဲ့တာ။ဒီလိုလွယ်လွယ်နဲ့ဖျက်သိမ်းလို့ရမှာမဟုတ်ဘူး။မင်းဘာကြောက်နေရလဲဗေဒာကြီး။မင်းတောင်အဲ့ဒီရဲ့ဆောက်ကောင်းစီကိုကြောက်နေလိုက်စမ်းပါ။ငါဘက်မှာလူတွေရှိရဲ့။ဒီမျိုးကစုံနေအားလုံးကငါ့ကိုထောက်ခံနေ။သူတို့ရဲ့အကူအညီနဲ့ငါဒီကောင်းစီကိုမြေလံပြမယ်။အဲ့ဒီကမဲပြင်းရဲ့နန်းဆောင်တွင်ရလူတွေကမဲပြင်းတို့ကိုအားပေးခေအော်လိုက်ကြတယ် ရှင်ယူနေပြီပဲမေပြင်းရဲ့ကျမတခုံးမဲ့ပြောမယ်ရှင်ကလူတွေရဲ့အကြောင်းဘာမှမသိပါဘူးဟောရီယာလူတွေစုံကောင်စီကအဖွဲ့ဝင်နေမြို့ကန်နေဆိုတာတချိန်ကရှင်ကိုစွပ်စဲခဲ့ကြတဲ့သူတွေပါဒီလူတွေကလေယူရာတိန်းတဲ့ကောက်ပင်မြက်ပင်တွေလိုလူစားမျိုးတွေပဲဒီလူတွေကအမှန်တရားတဲ့ရက်တီရဲကြတဲ့သူတွေမဟုတ်ဘူးငါအတွက်အမှန်တရားကတော့ငါအခုမဲတော်ကိုနိုင်ပြီးတော့အရှိမဲတော်ဖြစ်သွားပြီဒါမင်းလက်မခံခြင်းနဲ့အမှန်တရားပဲ ငါမင်းကိုမဲတော့တယောက်အနေနဲ့အေးမယူခင်မှာမင်းဒီကနေထွက်သွားလိုက်တာကောင်းမယ်နော်။မင်းငါ့ကိုမဲတော့အဖြစ်နဲ့မမြင်လို့ဘူးဆိုရင်တော့ဒီကနေအမြန်သွားလိုက်တာအကောင်းဆုံးဖြစ်မယ်။ဗေဒာကြီးကမဲပြင်းကိုတစ်ချက်စိုက်ကြည့်ပြီးတော့မှခြာကနေလှည့်ထွက်သွားတယ်။မောင်ဝိုင်းကတက်ပြင်းတစ်ချက်ချလိုက်တာ။မဲပြင်းရဲ့အနီကိုတိုးကပ်လိုက်။ခမရကိုကြုတ်တိတ်ပြီးမပြောချင်ဘူးမဲတော့။ဒါပေမဲ့ဗေဒာကြီးကိုခမရဒီလိုမျိုးစွန့်ပစ်လိုက်လို့မရဘူး။ ဗေဒာကြီးဆိုတာတစ်ချိန်တော့ခမည်းအတွက်ကိုကျိုးစွန့်ပြီးတော့တက်တက်ကြွကြွရက်တီပေးခဲ့တဲ့သူတယောက်ပဲစွန့်ပစ်တယ်ငါသူ့ကိုစွန့်ပစ်လိုက်တာလားမောင်ဝိုင်းရဲ့သူကတော့ငါမဲတော်ဖြစ်တာကိုမနာလို့မရှုစိတ်ဖြစ်ပြီးတော့ငါ့ကိုစော်ကားခဲ့တာမဟုတ်လားမောင်ဝိုင်းကတက်ပြေးရှည်တစ်ချက်ချလိုက်မိတယ်ခမည်းဒီတိုင်းဆိုရင်လွဲမမဟုတ်ဘူးမဲပြင်ငကန်းတရင်ငဆွေပေါ်လာလိမ့်မယ်မောင်ဝိုင်းရဲ့မင်းဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့ငါသူ့ကိုမောင်းထုတ်တာလား သူကငါ့ကိုစွန့်ခွာသွားတာလားဆိုတာအရှိန်ပါအဲ့ဒီချိန်နန်းဆောင်တွင်ကိုလူတယောက်ဝင်လာတယ်မဲတော်တော်ပြင်းအတွက်တည်င်းစကားတစ်ခုရှိပါတယ်ဗါလဲရှုံးနေသွားတဲ့အရင်မဲတော်ဟောင်းမဲရမင်းကမဲတော်တော်ပြင်းကိုမဲတော်ရာထူးအတွက်ထပ်ပြီးတော့စိန်ခေါ်ပါတယ်အဲ့ဒီကမဲပြင်းကတဟားဟားနဲ့ရီမောလိုက်ကမဲရမင်းကငါ့ကိုနိုင်မာတဲ့လားဒင်းုံကလှုပ်ပေးလိုက်တာတော့အမှတ်မရှိသေးဘူးထင်ပါကဲမဲရမင်းကိုအကြောင်းပြန်လိုက်ဒီနေ့ညပဲ ငါသူနဲ့လူတွေရှိမှထပ်ပြိုင်မယ်။သူ့ကိုမက်လောက်သားလောက်အောင်ပညာပေးပြီးတော့ငါ့ကိုနောက်ထပ်မရှင်ပြိုင်ရဲအောင်လို့ဥချိုးပေးလိုက်မယ်။မောင်ဝိုင်းကခေါင်းကိုဖြင်းချင်းစွာခါလိုက်ပြီးရဲ့နောက်နန်းဆောင်တွင်ကိုထွက်လာခဲ့တယ်။နန်းဆောင်ရဲ့အပြင်အတက်အစင်းမှာတာဆန်နဲ့တွေ့ဆုံတယ်။မင်းရဲ့မိဟာနေချင်းညချင်းပြောင်းလဲသွားတယ်တာဆန်။တကယ်ဆိုရင်ဗီဒါကြီးကငါတို့ရဲ့မိတ်ဆွေကောင်းပဲ။လူတစ်ယောက်ကမိတ်ဆွေကောင်းနေမရှိရင်မအောင်မြင်နိုင်ဘူးတာဆန်ရဲ့။ငါတို့ကဂုံဖော်ခြင်းလို့ပြောတာမဟုတ်ပင်မယ်လေ။ မင်းအမေခုလိုဖြစ်လာတာငါတို့ရဲ့အားထုတ်မှုတွေအများကြီးပါတယ်ဆိုတာမငင်းနိုင်ဘူး။တာဆန်ကခေါင်းကုပ်ပြီးတော့ကျုံလဲနားလဲပါတယ်ဥမာဝိုင်း။ဒါပေမဲ့အမေကဘာဖြစ်သွားမှန်းကျုံနားမလဲတော့ဘူး။အဲ့ဒီမဲတော်ခေါင်းဆောင်ကိုစောင်းလိုက်တဲ့အချိန်ကစပြီးအမေကအမေမဟုတ်တယ်လို့ခံစားရတယ်။အာနာဆိုတာအရာရာကိုပြောင်းလဲစေတတ်တယ်။အာနာကိုစုပ်ကင်ထားတဲ့လူကအဲ့ဒီရဲ့အာနာဆိုတဲ့ရာကိုလွှမ်းမိုးချုပ်ကင်ထိန်းချုပ်နိုင်မှရမယ်။ မဟုတ်ရင်အဲ့ဒီအာနာဆိုတဲ့အရာသူ့ကိုပြန်ပြီးတော့စိုးမိုးထိန်းချုပ်သွားလိမ့်မယ်ကွာတရောင်းစားတယောက်ကဘယင်ကိုကဲတင်လိုက်လို့ဘယင်ကကျေးဇူးတင်ပြီးရှင်ဘယင်အဖြစ်ခုနှစ်ချက်တင်းမြောင်းလိုက်တဲ့အခါအဲ့ဒီတရောင်းစားတတိုင်းပြည်လုံးမှာရှိတဲ့တရောင်းစားတွေအကုန်လုံးကိုတတ်ခိုင်းနေဆိုတဲ့ပုံမြင်တော့ရှိသေးတယ်မဟုတ်လားကွာကျုံနားလေပါပြီဥမာဝိုင်းရာဒါနဲ့ကျုပ်တို့အခုဘယ်လိုလုပ်ကြမလဲဘေးဒါယီကိုတော့ပြန်စီယုံရမယ်ပြီးတော့မင်းရဲ့မိကိုငါတို့တွေဝိုင်းပြီးတော့ထိမ့်သိမ့်ပေးမှရလိမ့်မယ်ကွာ ဒါဆိုကြုံလဲလိုက်ခဲ့မယ်ဦးမောင်ဝိုင်းမောင်ဝိုင်းနဲ့တာဆန်ကဘေဒာကြီးရှိရာနေရာကိုထွက်လာခဲ့ကြရင်ဒါပေမဲ့ဘေဒာကြီးရဲ့နေအိမ်ကိုရောက်ပေမဲ့ဘေဒာကြီးကိုမတွေ့ရပါဘူးငါတို့မြို့ပြင်ကတောင်ကုန်းလေးကိုသွားကြမယ်တာဆန်ဘေဒာကြီးကအဲ့ဒီမှာရှိလောက်မှာပါသူစိတ်ညစ်တဲ့အခါဒီတောင်ကုန်းလေးပေါ်မှာထိုင်နေတတ်တယ်မောင်ဝိုင်းပြောနေတဲ့နေရာအတိုင်းတာဆန်မောင်းနေလာခဲ့ရာမကြမီတောင်ကုန်းထိပ်မှာရှိတဲ့တစ်ပင်တစ်ပင်အောက်မှာဘေဒာကြီးကိုတွေ့လိုက်ရတယ်ဘေဒာကြီးကတစ်ပင်ရဲ့အခြေမှထိုင်နေတာ ညိုင်တာမျိုးကိုအပေါ်စီးကနေရှုကြည့်ရဲ့တာဆန်နဲ့မောင်ဝိုင်းတို့ကဗေဒာကြီးရဲ့နှပေးမှာဝင်ထိုင်လိုက်ကြတယ်ဗေဒာကြီးကငိုယူနေပုံရပြီးတော့မောင်ဝိုင်းတို့ရောက်လာတဲ့အခါပားပြင်ကိုလက်နဲ့ပုတ်တန်လိုက်တယ်ရှင်တို့ဘာလာလောက်ကြတာလဲရှင်တို့ရဲ့မဲတော်ကကျမကိုမြို့ကနေမောင်းထုတ်ခိုင်းတာလားမဟုတ်ပါဘူးဗေဒာကြီးရဲ့မင်းစိတ်လျှောက်လိုက်စမ်းပါကွာတကယ်ဆိုရင်ကျမတို့ဘသူဆိုတာကိုမဲပြင်းကနားလေရောက်မှာပေါ့အခုတော့ကျမတို့ကိုမေ့ပြီးသူ့ကိုမြောက်စားဖားရနေတဲ့သူတွေရဲ့စကားကိုတားရနေတယ် မင်းရဲ့စေတနာကိုငါနားလဲပါတယ်။ဒါနဲ့ကောင်စီကမနက်ကအစည်းအဝေးတစ်ခုကျင်းပတယ်ဆိုအဲ့ဒါဘာထူးလဲ။ကျမထင်တဲ့အတိုင်းပဲ။မဲပြင်းကအရင်ကပြစ်မှုတွေကျူးလွန်ထားလို့တဲ့။သူ့ကိုမဲတော်ဖြစ်ရာထူးပေးဖို့စဉ်းစားအောင်မယ်လို့ပြောတယ်။ပြီးတော့မဲတော်ဟောင်းရမင်းကလည်းမဲပြင်းကိုစိန်ခေါ်မယ်ဆိုတော့ကောင်စီနေနဲ့အဲ့ဒီစိန်ခေါ်မှုပြီးမှပဲမဲတော်ရာထူးအတွက်လက်ခံစဉ်းစားပေးမယ်လို့ဆိုတယ်။မောင်ဝိုင်းကမျက်မှောင်ကျုံလိုက်ကနည်းနည်းတော့ထူးဆန်းနေတယ်။တာဆန်တဲ့ဗေဒာကြီးကမောင်ဝိုင်းကိုစိုက်ကြည့်လိုက်တယ်။ ကောင်စီကမဲပြင်းကိုမဲတော်ဖြစ်နေအတီမပြူတာထားပါတော့ဒါပေမဲ့မဲရဲမင်းနဲ့ရှင်ပြိုင်မဲ့ကိစ္စကိုသူတို့ကဘာဖြစ်လို့အရင်သိနေရလဲမောင်ဝိုင်းကမုတ်စိတ်မွေးကြဲကြဲကိုပုတ်တက်လိုက်ချင်းနောက်တစ်ချက်ကမဲရဲမင်းကမနေ့ကလူသိရှင်ကြားချုံနှိမ်သွားခဲ့တာပဲအဲ့ဒါကိုဒီနေ့မှထပ်ပြိုင်မယ်ဆိုတော့အဲ့ဒါကထူးဆန်းမနေဘူးလားဒါဆိုဘာဆက်ဖြစ်နိုင်တယ်လဲငါထင်တော့ကောင်စီနဲ့မဲရဲမင်းရဲ့ပြိုင်ပွဲကတခုခုသက်ဆိုင်ရှာမယ်ကောင်စီကိုအုပ်ချုပ်နေတဲ့သူကရာဂူးဆိုတော့ ရာဂူးနဲ့မယမေးကတချင်ရအပေးယူရှိခဲ့ကြတယ်မဟုတ်လားဒီတော့ဒီပြိုင်ပွဲဟာတခုခုတော့ထူးခြားမှာအမှန်ပဲရာဂူးသာဒီပြိုင်ပွဲကိုဝင်ဆွတ်ဖတ်မယ်ဆိုရင်သူကမနိုင်နိုင်လောက်တဲ့ပြိုင်ပွဲကိုစီစဉ်မှာမဟုတ်ဘူးတာဆန်ကောင်းကုတ်ပြီးတော့ဒါဆိုဘာရီဆက်ဖြစ်မှာလဲဥမောင်ဝိုင်းသူတို့မယ်ပြင်းကိုရုံမှာကြလိမ့်မယ်ပြီးတော့မောင်ဝိုင်းကဆက်မပြောတော့ဘဲနဲ့ငောက်ခနေထရက်လိုက်တယ်။ဘာဖြစ်တာလဲဥမောင်ဝိုင်းငါတို့၃ယောက်ဒီမှာရောက်နေတဲ့အချိန်မယ်ပြင်းကတယောက်တည်းမဟုတ်လား အဲ့ဒီအချိန်ကသူ့အတွက်အနေရအများဆုံးအချိန်ပဲတာဆန်နဲ့ဗေဒာကြီးကမတက်ထရက်လိုက်ကကားစီးပြီးတော့အမြန်ဆုံးပြေးလာခဲ့ကြတယ်။အော်လူတွေလူတွေငါအောင်မြင်လာတာသူတို့ကြောင့်လို့ထင်ပြီးတော့အခုအချိန်မှလက်မလာထောင်ကျင်နေကြတယ်။မဲပြင်းကညင်းညင်ညူနဲ့ညင်းညူလိုက်တဲ့အခါဒေါ်ဝတုတ်ကအနောက်တူကက်လာကမမကြီးရဲ့အဲမဲတော်ကြီးရဲ့တော်ရီကိုစိတ်ထဲမှာမထားပါနဲ့ အခုနန်းသိန်းနန်းတက်ပွဲကျင်းပဖို့အချိန်ရောက်လာတာဆိုတော့ထုံးတန်းစင်လာနဲ့အညီပြုလုပ်ရတော့မှာပါအဲဒီလိုနဲ့မဲပြင်းကိုမဲတော်နန်းတက်ပွဲကျင်းပတဲ့ပုံစံတိုင်းကျင်းပကြတယ်နန်းတက်ပွဲစင်လာပြီးပြီးဆုံးတဲ့အခါဒေါ်ဝတုတ်ကပွဲတော်အုပ်ကြီးတစ်ခုကိုယူဆောင်လာတယ်ရွှေသားအတိနဲ့ပြုလုပ်ထားတဲ့ပွဲတော်အုပ်ကြီးအတွင်မှာကျဲဝက်နွားစိတ်အသားလေးမျိုးနဲ့ချက်ပြုတ်ထားတဲ့ဟင်းလျာတွေကိုလေးကန့်ခွဲပြီးတော့ထည့်သွင်းထားတယ် အလားတူရွှေလင်ပန်းလေးပေါ်မှာကြက်ကောင်လုံးနေဝက်ကောင်အမဲကောင်စိတ်ကောင်တွေကိုချက်ပြုတ်ပြင်ဆင်ကတင်ဆောင်ထားတယ်။ဟဲ့ဒေါ်ဝတ်တော့ဒါရီအားလုံးငါကောင်အောင်စားရမှာလား။ပွဲတော်ရဲ့ထုံးစံအရာမလို့စတိတဘောလောက်စားရင်ရပါပြီမေတော်ကြီးရဲ့။မဲပြင်းကရွှေခွက်တစ်ခွက်မှာလက်စေးလိုက်ပြီးတော့စားတောက်ဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာအေပရိတ်သက်အတွင်မှာကဝီကြီးခုနှစ်ယောက်အရှိကိုထွက်လာကမေတော်စားတော့ပွဲကိုမတုံးဆောင်ပါနဲ့哦။မဲပြင်းကရက်တန့်သွားကား ။ဘာများဖြစ်လို့ပါလဲ။ကြုတ်ကြားဘူးတလောက်တင်ပြရမယ်ဆိုရင်ပြတားဆိုတဲ့အမျိုးဟာဝက်သားနဲ့လုံးဝမအပ်ဆက်တဲ့အပြင်ဓာတ်တဘောရလည်းဓာတ်ခိုက်တတ်တယ်လို့ဆိုပါရမယ်တော့။အဲအကြောင်းအက္ကိရဲ့လမ်းကိုလေးလာရှာဖွေလိုက်စားပြီးတော့ပြတားဖမ်းတဲ့သူတွေအနေနဲ့ဝက်သားကိုယာတက်ပန်ရှောင်ကျဉ်ကြပြီးတော့အနံ့အောင်မခံကြပါဘူးလို့ပြောကြပါတယ်။အေးလေအဲ့ဒါဘာဖြစ်လဲ။မဲတော်ရဲ့နတ်လက်နက်ကမော်ပြတားရှင်လုံးမဟုတ်လား။ မော်ပြဒားရှင်လုံးလဲပြဒားဖြစ်တာမို့ဝတ်သားကိုတုံးဆောင်ရမယ်ဆိုတော့တတိကြီးကြီးထားစီလိုပါတယ်။ဒါဖြစ်ရင်ဘယ်လိုလုပ်ကြမလဲ။စားတော့ပွဲရလဲစားလို့မရအောင်မဟုတ်လား။မဲတော်ရဲ့နဘူးမှာတီရှိနေတဲ့ပြဒားရှင်လုံးကိုရွှေကျုပ်ထဲမှာခဏထုတ်ထားပြီးတော့တုံးဆောင်စားတော့ပြီးတဲ့အခါမှာပြန်လဲထည့်သွင်းဖို့ရအတွက်အကြံပြုပါတယ်။အေးလေလှုပ်ဆိုတော့လေလှုပ်ရတာပေါ့။ဒေါ်ဝတုတ်ကရွှေပကံလုံးလေးတစ်ခုကိုကောက်ယူလိုက်ကမဲပြင်းစီကိုထိုးပေးလိုက်တယ်။ မဲပြင်းဟာနှစ်ဖူးရဲ့အလဲမှာပေါ်ပြားအရှင်လုံးကိုထုတ်ယူလိုက်ကဒေါ်ဝါတုတ်ရဲ့လက်ထဲမှာရှိတဲ့ရွှေပကံလေးကိုထည့်ပေးလိုက်တယ်။ဒေါ်ဝါတုတ်ကရွှေပကံကိုလက်ထဲမှာကင်ရင်ဖီရွိရွိနဲ့အနောက်ကိုဆုပ်သွားတယ်။တုံးဆောင်တော်မူပါမဲတော်ကြီး။ဒေါ်ဝါတုတ်ပြောဆိုလိုက်တဲ့အခါမဲပြင်းဟာစားတော်ပွဲအတွင်းမှာလက်ဖက်တစ်စုပ်ကိုယူကာစားတောက်လိုက်တယ်။အဲ့ဒီထမင်းဟာအလွန်မွေးပြန့်သင်းဆိုင်နဲ့ရင်ခတ်အမွေးဆိုင်လေးဖြစ်နေထည့်သွင်းချက်ပြုတ်ထားခြင်းပဲဖြစ်တယ်။ဒါပေမဲ့ထမင်းလောက်ကိုဝါနေခြင်းနဲ့ ပစက်အတွင်းထူးဆန်းတဲ့ရနက်နဲ့ထူးဆန်းတဲ့ရတာကိုခန်းစားမိလိုက်တဲ့ဒီလိုနဲ့ဒဝါတုတ်ပတ်ကိုလှည့်ကြည့်လိုက်တဲ့ချိန်မှာခန္ဓာကိုယ်ကလှုပ်ရှားလို့မရတော့ဘူးဒဝါတုတ်စီကိုလက်လန်းရွေလိုက်တဲ့ချိန်မှာပဲဘယ်ပြင်းရဲ့လက်မှာလှုပ်ရှားလို့မရတော့ပဲအကျောရီတုံဆိုင်ကကြောက်ရွံ့ကြီးတစ်ခုတစ်ခွေရက်တန့်လို့နေရဲ့ပစက်ကလည်းစကားမထွက်တော့ဘူးအဲ့ဒီခါဒဝါတုတ်ကမတ်တက်ထရက်လိုက်ကတောင်းပန်ပါတယ်မမကြီးကျမကိုခွင့်လွတ်ပါရှင်အဲ့လိုပြောဆိုကနန်းဆောင်အတွင်းကိုပြေးဆင်းသွားတယ် တော်ဝတ်တို့ထွက်ပြေးသွားတာနဲ့ကြန့်ရှိနေတဲ့ဆုံးကဝေတွေကနန်းဆောင်တွင်းမှာကစင့်ကလျာပြေးထွက်သွားကြတယ်။ရခိုင်ကစီကားနေတဲ့နန်းဆောင်ကြီးမှာအခုတော့မဲပြင်းတယောက်ထဲသာကြံ့နေခဲ့ရတယ်။မဲပြင်းကလည်းတကူလုံးတုံလုံးမရတော့ဘဲနဲ့ကြောက်ရွံ့ကြီးတစ်ခုလိုကြံ့ရစ်ခဲ့ပါတယ်။မကြမီတာဆန်တို့သုံးယောက်သာနန်းဆောင်ကြီးရဲ့အတွင်းကိုပြေးဝင်လာခဲ့တယ်။အဲဒီခါနန်းဆောင်ရဲ့အလဲရွှေတလွန်ထက်မှငူငူငိုင်ကြီးဖြစ်နေတဲ့မဲပြင်းကိုတွေ့ရှိသွားကြတယ်။အမေအမေဘလို့ဖြစ်တာလဲ။ ဥမောင်ဝိုင်းလှုပ်ပါအောင်ဗျာမောင်ဝိုင်းကကွဲတော်စားကိုတစ်ချက်နှမ်းရှုပ်ကြည့်လိုက်ပြီးရဲ့နောက်အိတ်ကပ်အတွင်းမှာလက်ညှိုးအရွယ်စားခန့်ရှိတဲ့ပလင်းလေးတစ်လုံးကိုဆုပ်ယူလိုက်တယ်အဲ့ဒီပလင်းလေးအတွင်းမှာအဖြူရောင်အမုတ်နေကပွဲတော်စားကိုဖြူလိုက်တဲ့အခါပွဲတော်စားအတွက်အစိမ်းရောင်မိခိုးငွေတွေထိုးထွက်လာတာကိုတွေ့မြင်လိုက်ရတယ်။မင်းရဲ့မိကိုစေးခတ်ထားတယ်တဲ့ဟိတကူလုံးကိုရှားကနေမဖြစ်ဘဲနဲ့အကြောတွေအကြောတွေတည်သွားတယ်လို့စေးတစ်မျိုးခတ်ထားတာတဲ့ ။အောင်ဝိုင်းကပျော်ပျော်ဆူဆူနဲ့စားတော်ပွဲကိုခြေထောက်နဲ့ကံကမှောက်ချလိုက်တဲ့။တာဆန်တောက်တစ်ချက်ခောက်လိုက်ပြီးတော့ဒါဒါတော်ဝတ်တုတ်လောက်တာပဲဖြစ်မှာဗျာ။တော်ဝတ်တုတ်တာတော်တော်အချစ်မကောင်းတဲ့သူပဲ။အခုဘလို့လောက်ကြမလဲ။မောင်ဝိုင်းကမဲပြင်းကိုစမ်းသက်လိုက်ကမင်းမေယာသူ့ကိုသူပြန်ကုနေရဲကွာ။စေးရှိန်ရလဲရှိနေသေးတာဆိုတော့စေးရှိန်ပြဲတဲ့ချိန်ကိုစောင့်ရမှာပဲဟိ။ မောင်ဝိုင်းပြောတဲ့အတိုင်းပင်မယ်ပြင်းရစိတ်အာယုံကိုစူးစိုက်ထားကခန္ဓာကိုယ်တွင်းမှာရှိတဲ့သွေးကြောလေကြောအာယုံကြောတွေမှာပိတ်ဆို့နေတဲ့မောပညာရက်တွေကိုလိုက်လံဖယ်ရှားဖြည့်ရှင်းနေရခြင်းဖြစ်တဲ့ကုန်းတရာညက်ခန့်ကြတဲ့အခါမယ်ပြင်းရမျက်နှာနဲ့ဥကောက်မှာရှိတဲ့အတားဆီးတွေကိုကုန်စီအောင်ဖယ်ရှားနိုင်ခဲ့တယ်။တာတာဆန်းဟာအမေတတိယလာပြီဘလို့ဖြစ်တာလဲအမေရဲ့ဒေါ်ဝတုတ်ဒေါ်ဝတုတ်ငါ့ကိုစေးခတ်သွားတာဟဲ့ပြီးတော့ငါ့စီကမော်ပြတာရှင်လုံးသူယူသွားပြီ။ ဒီမိမကြီးကတော့ဗျာကျုပ်ကတော့သူ့ကိုလူကောင်းမှတ်နေတာကျုပ်တို့သားမျိုးတစ္ဆာဖောက်ရက်တယ်ဗျာသူ့ကိုလိုက်ရှာပြီးတော့ကျုပ်တက်ပြစ်မယ်စိတ်ထင်းမှာတာဆန်ရဲ့အခုမင်းမိန်နေပြန်ကောင်းဖို့အရေးကြီးရင်မဟုတ်လားမောင်ဝိုင်းကမဲပြင်းဘက်ကိုလှည့်လိုက်ကခမရဲ့ကျမ်းမကြီးကအရေးကြီးရဲ့မဲပြင်းဒီညကျင်းပမဲ့ရှင်ပြိုင်ပွဲကိုခမရမတော်ပါနဲ့မတော်လို့ဖြစ်ပါမလားမောင်ဝိုင်းရဲ့စိန်ခေါ်တာကိုလက်ခံပြီးပြီဆိုမှတော့ငါရအောင်သွားမှဖြစ်မယ်ဒီပွဲကိုဒီပုံစံနဲ့ခမရနိုင်မှာမဟုတ်ဘူး ရာဂုရောသူတို့ကျင်းတည်နိုင်အောင်လို့အတွက်စီစဉ်ထားပြီးသားခမည်းတော်ရင်ခမည်းရှုံးပါပဲဒါရင်မကောက်ဘူးခမည်းရဲ့အသက်အန္တရာယ်ကိုလည်းစိုးရိမ်ရတဲ့မယ်ပြင်ငါရအောင်သွားမယ်မောင်ဝိုင်းတကယ်လို့ငါမယ်ရမင်းစိန်ခေါ်တာအောင်မလာဘူးဆိုရင်ငါရဆွေရိုင်းသွားမှာပေါ့ငါရအောင်သွားမယ်ငါတည်ခြင်းတည်ပါစေအရှက်တော့မကွဲခြင်းဘူးမောင်ဝိုင်းခမည်းကတော်တော်မိုက်မဲတဲ့သူပဲမယ်ပြင်ခမည်းမို့လို့သူတို့စင်နဲ့ထောင်ချောက်ထဲကိုတက်တက်ဝင်သွားခြင်းရတယ်လို့ပြဟုတ်တယ်အမေ အမေမတော်ပါနဲ့ရှုံးတာဘာမှမဖြစ်ပါဘူးအမေရဲ့နေပစက်ကိုပိတ်ထားစမ်းတာစမ်းငါသာမနေ့ကမဲရမင်းကိုတက်လိုက်မယ်ဆိုရင်ဒီလိုအခြေအနေတွေဖြစ်လာစရာအကြောင်းမရှိဘူးငါသွားမယ်ငါရအောင်ကိုသွားရမယ်ဟိရာဂူကမော်ပြတားရှင်လုံးကိုကြည်ကကြည်နဲ့နေရဲ့မဲရောရမင်းကလည်းမော်ပြတားရှင်လုံးကိုထူးဆန်းစွာကြည်နေရဲ့ဒေါ်ဝတုတ်ကသူတို့ရဲ့အရှိမမတည့်ရက်နေရဲ့ခမည်းတော်ဝင်ကြည်ပါတယ်ဒေါ်ဝတုတ် ရာဂူကပြောဆိုလိုက်ရင်ငွေဆက်ကူတွေကိုဒေါ်ဝတုတ်စီကိုအထက်လိုက်ပုံပေးလိုက်တယ်။ခမည်းလောလောဆယ်တနေရာမှာပုံအောင်နေလိုက်ပါ။နောက်နေ့ရောက်မှခမည်းကိုလုံခြုံတဲ့နေရာကိုကျုပ်ပို့ပေးပါမယ်။ဒေါ်ဝတုတ်ကငွေဆက်ကူတွေကိုကောက်ယူကအခန်းတွင်းကနေထွက်သွားရင်ရာဂူကအောင်းနိုင်သူအပြုံးနဲ့မယ်ယမင်းကိုကြည့်လိုက်ကဘလို့လဲမယ်ယမင်းရဲ့ကျုပ်ခတ်တဲ့ဆေးမိပြီဆိုတော့မယ်ပြင်းတယောက်ဒီညစိန်ခေါ်ပွဲကိုလာနိုင်မှာမဟုတ်ဘူး။စည်းကမ်းအရတော့စိန်ခေါ်တဲ့နေရာကိုရောက်အောင်မလာနိုင်တဲ့သူကအရှုံးပဲမဟုတ်လား။ မေယမေယတစ်ချက်ပြုံးလိုက်ကရှစ်သိပ်တော်ပါပြီလေရာကူရှင်ကတော့ပြိုင်စရာမလိုပဲနိုင်မဲ့ပွဲကိုဖန်တီးနိုင်ခဲ့တာပဲကြံနေရင်ရှင်ဘလူလုတ်ပြီးတော့ဒီလောက်ပညာကုံမောက်မာပြီးထောင်လွှားနေတဲ့မေပြင်းကိုစီးကပ်ဖို့အကြံရခဲ့တာလေဒါပေါ့ဗျာကျုပ်ကမေပြင်းရဲ့အဆဆရာအသေးစိတ်ကိုလေ့လာထားပြီးသားပါမေပြင်းကသူ့အဖေကဝေကြီးတွေစီကပညာသင်ခဲ့ပေမဲ့မော်စီးရီဖော်ဆက်တဲ့တက်ကိုနှစ်ရက်ပဲသင်ခဲ့ရတဲ့အတွက် မော်စီးရီနဲ့ပတ်သက်ပြီးတော့အားနေချက်ဖြစ်နေတာကျုပ်သိလိုက်တယ် ဒါနဲ့သူ့ကိုစေးခတ်ရင်တိမမဟုတ်ဘူးလို့ထင်ပြီးတော့စေးခတ်ကြတာဒါနဲ့မယ်ပြင်းကဒီတော့တွင်ပြန်ကောင်းသွားပြီးတော့ပြိုင်ပွဲကိုလာမယ်ဆိုရင်ရော လုံးဝမဖြစ်နိုင်ဘူးဗျဘာလို့လဲဆိုတော့ဒီအကျော်ကြီးတုံဆိုင်နေတဲ့စေးကြီးကိုတာမန်လူတယောက်ကတစ်ဆက်တောက်တာနဲ့ခြေဒီလက်တွေတုံဆိုင်သွားမယ်၃ဆက်တောက်ရင် အောက်ပိုင်းသေးသွားမယ်ခုနှစ်ဆက်တောက်လိုက်ရင်တော့တကူလုံးသေးသွားပြီးတော့လူသေးကြီးတယောက်လိုအဲ့ရဲမှာအမြဲတမ်းလဲနေစေမယ်စေးကြီးဗျကျုပ်ကမယ်ပြင်းကိုထိခိုက်စေဖို့အတွက် အဲ့ဒီစေးရီပေါင်း33ပလင်းတီတီထည့်ပြီးတော့စေးခတ်ဆိုင်ဒါအောင်မဲပြင်းမရိပ်မိအောင်လို့စေးခတ်ထားတဲ့အစာတွေကိုအမွေးကြိုင်ပြင်းပြင်းနဲ့ချက်ထားလိုက်တာလေကဲမပိုင်ဘူးလားဟုတ်ပါပြီဒါနဲ့ဒီစေးကိုရှင်ကိုယ်တိုင်ပေါ်ပြီးတော့ခတ်တာလားမဟုတ်ဘူးငါစေးခတ်တယ်ဆိုရင်ကောက်တာဆန်လာတက်မှာပေါ့အခုစေးရီကိုရာဇက်ပေါ်ပြရာရာဇက်ဆိုတာတာဆန်ရဲ့အကြောင်းတွေဖတ်တငယ်ချင်းပဲပြီးတော့မာယာရဲ့ချစ်သူဆိုတော့တာဆန်ရာဇက်ကိုတီတီမမအန်တီရေးပေးမှာမဟုတ်ဘူး ရှင်စီစင်နာအကွက်စီလိုက်တာရှင်အဲ့ဒါလဲကောင်းစီတစ်ခုလုံးကိုရှင်ကလဝက်ကြီးအုပ်ထားနိုင်ခဲ့တာဖြစ်ရမယ်ဒီထက်ပိုပြီးပြောင်မြောက်တဲ့အကြောင်းတစ်ခုရှိသေးရဲ့မေယမင်းကရာကူရဲ့နီကိုတိုးကပ်လိုက်ကစိုးစမ်းပါအောင်ရှင်ဒေါ်ဝတ်တုံးဆိုတာကြုတ်ဖန်တီးထားတဲ့လူတယောက်ပဲဘလို့ရှင်ဟုတ်တယ်တာဇန်လေးကတနာတက်တယ်မဟုတ်လားဒေါ်ခွင့်ကောင်းယူပြီးတော့ဒေါ်ဝတ်တုံးကိုကြုတ်ဖန်တီးခဲ့တာပဲသူမိသားစုအသက်ခံရတာဆိုတာလည်းတကယ်မဟုတ်ဘူး ကျုပ်တမင်ဇလန်းဆက်ကွက်ဖန်တီးပြီးတော့တာဇန်လေးယုံသွားအောင် လုပ်ခဲ့တာကျုပ်ကြံစီခဲ့တဲ့အချိန်မဲပြင်းတို့တာမီယာဒေါ်ဝတုတ်ကိုတနာသွားတယ်ဒေါ်ဝတုတ်ကလည်းသူတို့တာမီကိုအယုံသွင်းချနိုင်ခဲ့တယ်တကယ်တော့ဒေါ်ဝတုတ်သာမရှိခဲ့ဘူးဆိုရင်ကျုပ်မဲပြင်းကိုစိတ်ခတ်တဲ့ကိစ္စလည်းဒီလောက်လွယ်လွယ်ကူကူဖြစ်မှာမဟုတ်ဘူးအဲဒီခါမဲရမေးကလက်ခုပ်တီးပြီးရာခုကိုချီးကျူးလိုက်တယ်ဒါကတော့တကယ်ပြောင်မြောက်တာပဲလူတယောက်ရဲ့အနာကိုကိုယ့်ရဲ့တချို့ထဲ့နိုင်နေဆိုတာနည်းတဲ့အရေးချင်းမဟုတ်ဘူးရာခုရဲ့ ဒီလိုဆိုရင်ရှင်ရအစောပိုင်းကလေးဟာမဲပြင်းကိုတုတ်တယ်ဖို့စီစဉ်ထားခဲ့တဲ့ပုံပဲကျုပ်ကရန်သူတယောက်ကိုဘယ်တော့မှဒီတိုင်းလွတ်မထားအောင်မဲရမင်းမဲပြင်းတင်မကောင်ဟော်ဒီမျိုးကကောင်စီလူကြီးတွေအရာရှိတွေကိုလည်းကျုပ်ကလူယုံတွေတချို့တွေထည့်ထားပြီးသားပါအဲအကြောင်းကျုပ်တောင်းဆိုတာကိုသူတို့လိုက်ရောရင်လိုက်ရောမဟုတ်လို့ကတော့ကျုပ်ကသူတို့အချိန်မရွေးဖြက်စီးပြစ်နိုင်တယ်ရှင်ဟာတော်တော်ကောက်ကျစ်တဲ့သူပဲရာကူမဲပြင်းကစိုးတယ်ဆိုပေမဲ့ရှင်ဟာသူ့ထက်ပိုစိုးွားတဲ့သူတယောက်ပဲ ကျောက်ကကောက်ချစ်တာမဟုတ်ပါဘူးဗျာ။လိမ္မာပါနဲ့တာပါ။စာဆိုတော်မှရှိသေးတယ်မဟုတ်လား။လူမိုက်ကိုလူမိုက်ကနိုင်နေတဲ့။မဲပြင်းလို့မိုက်လုံးကြီးတဲ့သူတယောက်ကိုကျောက်ကအตาလေးအနိုင်ယူလိုက်နိုင်ပါတယ်။ရာဂူကမဲတော့ကိုလက်ညှိုးထုတ်လိုက်ကာ။အဲအကြောင်းခမားလည်းတတိထားဖို့လိုတယ်မဲရမင်း။ခမားကိုခမားမိုက်လာပြီလို့ထင်မနေနဲ့။ခမားမဲတော့ပြန်ဖြစ်ပြီလို့မှကျောက်ပြောတာမနာခံကျင်ဘူးဆိုရင်ကျောက်လည်းခမားကိုဖျက်ဆီးလိုက်လို့ရတယ်ဆိုတာခမားမမေ့နဲ့။ မယမီးကမခံချိမခံတာနဲ့ခေါင်းငိမ့်လိုက်ပါတော့တယ်။ပရိသတ်များရှင်ဇလန်လီကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီနေ့ရဲ့ဇလန်လီကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်ဇလန်လီတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။